အနေနဲ့ဆက်လက်ဆွေးနွေးဟောပြောပေးမယ့်နေနာလေးကတော့ဗုဒ္ဓဟူသာသမြရဲ့ကံကြာမှာကံစာတာဟောစတန်လေးဖြစ်ပါလေ2029ခုနှစ်စပန်ကျော်လာကမှာကံနှိမ့်တဲ့စာတာကံနှိမ့်တဲ့စာတာရှင်ဟာဆိုရင်လက်ညှိုးထိုးပြရမယ်ဆိုရင်ဗုဒ္ဓဟူသာသမြများဖြစ်နေပါလေကျွေမီကိစ္စငွေရှိပြတ်တနာပုံပင်တောက်ကားလို့နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ဖြည့်စင်မှုတို့ရန်ဆိုင်ဖြည့်ရှင်းရမယ် ငွေကြေးကိစ္စရက်တွေခက်ခဲမှုနဲ့ဘေးကျန်တဲ့ရန်ဆိုင်ရာခိုင်းမှာတော့ပေါက်တော့ကိုသားသမီးများဖြစ်တယ်။ကျွေးမီဆက်ရမယ်ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေနည်းနည်းလေးခေါင်းခဲတယ်။အဲရန်ဆိုင်ဖြစ်ရှင်းရမယ်ဘေးကျန်တဲ့အခက်ခဲကြားနေအောင်မြင်ပါကတော့ဂျွန်လိုင်းလနတ်ဆက်ရနောက်ပိုင်းဆိုရင်အဆင်ပြေမယ်။သုံးပုံပုံလို့ပထမရက်နတ်ဆက်ပေါ့နော်ဆယ်ရက်ဆယ်ရက်ပထမ ရက်၂၀အကျုံမပြုနောက်ဆုံး၁၀ရက်ကတော့ကောင်းကျိုးပေးပါမှာကဘုဒ္ဓဟူတာတည်းအဲ့တော့ဆရာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သုံးပုံဘုလို့နှစ်ပုံခန့်တော့စတာညံ့နေတယ်နောက်ရက်၂၀ခန့်တော့ညံ့နေတယ်နောက်ထပ်၁၀ရက်ကလေးကတော့တင်းတင်းမြတ်တာစာနဲ့အကျိုးပေးမယ်အိမ်တော်ကြီးအိမ်တော်ခန့်ကတော့တင်းမြတ်ပါတယ်အိမ်တော်ကြီးမေတ္တာဆွေစိတ်ချမ်းသာတယ်အိမ်တော်ကြီးကောင်းကျိုးပေးတယ်အိမ်တော်ကကောင်းကျိုးပြုတယ်အတ္တိကညံ့ဖြစ်နေတာက စီးပွားရေးငွေကြေးထွေးမီကိစ္စရက်တွေညံဖြစ်နေတယ်လုပ်ငန်းကြီးရမှာဆိုလို့ရှိရင် agency များတနည်းအားဖြင့်ရှောင်းရေးဝယ်ရေးကိစ္စရက်များနောက်တနည်းအားဖြင့်သွင်းကုန်ထုတ်ကုန်ပို့ကုန်တည်ယူပို့ဆောင်ရေးဆောင်ရွက်သူများနည်းနည်းလေးဖိတ်ကြနေကြအခက်ခဲတွေကြုံတွေ့ရမယ်ကန်စာတာစီးပွားရေးမှာငွေကြေးရှင်းကကျွေးမီကိစ္စရက်တို့တတိထားမယ်ကိုကားပေးစာရှိတာလည်း ဖြစ်ရမယ်ကိုရာဆရာရှိတာလည်းဖြစ်တတ်တယ်ဒါကြောင့်အထုတ်ငွေကြေးကိစ္စရဲ့ဂျိမီတို့နဲ့ပတ်သက်ပြီးအထုတ်ခရိုးဆိုင်ကိုတတိထားဖို့တတိပြုတ်နိုင်ဖို့လိုအပ်တယ်လို့စာမိတ်ဆွေတို့စာနေတဲ့ဒေမယာကနေစာရဲ့ဒီ like ဖာနေတင်ပြပါရစေတန်င်းငနေသားသမီးဂျာတာပရိသားသမီးတို့နဲ့တဟာစတာမသိမမြတ်မရှိမငန်တို့ကြုံညာဆုံညာတတ်ပါတယ်ဒါလေးကိုလည်းအထုတ်ခရိုးဆိုင်စေချင်ပါလေတတိပြုတ်စေချင်ပါလေ စ조사တတ်ပါတယ်ရဲစွမ်းတတ်တွေလည်းရှိပါတယ်နည်းနည်းတနည်းအားဖြင့်စိတ်ပန်းလူပန်းဖြစ်နေတယ်ဒီ2025ခုနှစ်ဝက်ကျိုးလာတဲ့ကာလမှာပင်ပန်းနွမ်းနေနေတဲ့စိတ်အားငဲတာလေးတွေကိုလည်းအလုံးဝလုံးဝအုံနာအာယုံကနေထုတ်ပြက်ပါပုံမော်ပြီးတော့ဟာလာပြောမှဆိုရင်စေစင်းနေနဲ့조사ပြီးရေးဆွဲပြီးတော့စောင့်ရရင်ဗုဒ္ဓဟူသားသမီးအတွက်တက်ပါ ကံကြမ္မာကံအကျိုးပြုလာတာတဖန်ကောင်းကျိုးပြုလာတာတွေကြုံတွေ့ရမယ်။တတိပြုပြရမှာကအနောက်ဖက်အနောက်မြောက်ညာညက်နေခရီးရေချောင်းခရီးလေချောင်းခရီးမလိုလားအဖက်ခရီးထွက်ပါလာလေတတိပြုတတ်ပါလေ။အချာမကြီးကာလမှာဆိုရင်အရေပြားနဲ့ပတ်သက်တာအနာပေါက်တာအနာဖြစ်တာတွေကယူးဆိုင်ပြရမယ်။ရာရန်ချင်းအရေပြားစားတဲ့ဖြင့်ချာမကြီးပိုက်မှာအဆင်မပြေဘူးဖြစ်နေတယ်။ ကယူဆိုင်ပါတတိထားပေးပါတနည်းဖြင့်ရာသီဥထုမိုးရီချီထွေးခြင်းတို့ကြောင့်ဓာရန်ခြင်းပူလောင်ခြင်းအစိပ်ပိုင်းရဲ့အရှိပြားနဲ့ပတ်သက်ပြီးတော့ကောင်းချိုးထဆိုးချိုးတွေကများနေတဲ့အတွက်ကယူဆိုင်ပေးရမယ်ဘာသာရေးပိုင်းမှာလည်းအာနေနေတယ်ဘာသာရေးကိုနည်းနည်းလေးလေးလေးနဲ့ဆောင်ရွက်ရမယ်အထိတ်ထောင်ဝင်တာပတိစိတ်တာတရားဘာဝနာပွားများတာလေးတွေဆောင်ရွက်ပေးပေးမယ်လုံမွေးကိစ္စကဏ္ဍပိုင်းနဲ့မှာဆိုလို့ရှိရင် မင်းမင်းမမြော်လင်ပဲတာမှုနာမှုလုံမကိစ္စတွေကိုငင်းဆောင်ရက်ဖိမလိုက်တာတဏှာဖြင့်နာမည်ကောင်းတဏှာဖြင့်သတင်းကောင်းကြားတာလေမင်းမင်းပေါ်မှာအတိမတ်ပြုလာတဲ့ဘောင်ဝင်ကျင်မိတ်ဆွေတွေခင်မင်းရင်းနေတာတဏှာဖြင့်အားကိုးတာလေးတွေတော့ကြောင့်တွေးရပါအောင်မယ်ဆောင်တွေးရပါအောင်မယ်နော်ဒီတလားမှာတော့အချိုးပိတ်ကင်္ဂနာအားနေနေတယ်နည်းနည်းလေးပုံမပြီးပါတာကြီးကိုဆောင်ရက်ပါနေအိမ်မှာမလို့လားအတက်ပစ္စည်းပစ္စည်း ရှိခရင်အဆုတ်တွေအပြက်စီးတွေစွန့်ထုတ်ပေးပါစွန့်ပြစ်ပေးပေးပါကန်နေနေတဲ့ဇာတာရှင်ဖြစ်နေပါလေနော်ကန်နေနေသောခုနလအပိုင်းလေးဖြစ်နေတဲ့အတွက်စာနေနဲ့ထုတ်ကြိုးစိုက်တဲ့ကြပါလေတတိပြုပါတော့မေတ္တာရက်ခံဗျာစေနော်ဒီခုနလပိုင်း7ကျော်လိုက်လာမှာကံကောင်းခြင်းလလပစီးပွားကံကြမှာကံကောင်းခြင်းများကိုပိုင်ဆိုင်စေလိုတဲ့အတွက်မိမိမွေးနံ့တော့ ုတ်တော်ဟုနေများဖျားစေတိမှာဖြစ်စေနေအိမ်ဖျားမှာဖြစ်စေအုံထမင်းကတ်လို့ဟူစွာပိပိပါအုံထမင်းနော်လုံငန်းကိုင်းကစီပွားလို့လည်းအများကြီးတိုတက်အောင်မြင်နိုင်လေကုသောကံတို့လည်းထူးထူးခြားခြားအောင်မြင်နိုင်လေကံလည်းအကျိုးပေးမယ်စီပွားကံတို့လည်းထူးထူးခြားခြားအောင်မြင်နိုင်မယ်နန်းနယ်လေးမကျန်တာလေးဟာပထမရန်သက်ဝင်းချင်ကအញ្ញံကာလဖြစ်တဲ့အတွက်အဆဆရရ ခကျူးဆိုင်ရမယ်တတိပြုတ်ပေးရမယ်အတင်းဆာမယူမပေါအောင်တတိထားပေးဖို့ခကျူးဆိုင်ပေးဖို့တတိပြုတ်နိုင်ဖို့ဆရာအနေနဲ့မြတ်တာရခပါစေ။အုံထမင်းကိုကလုပူဆောင်ခြင်းအဖြစ်လုံငါကိုင်းငါစီပါလလပါများလဲအောင်မြလာပါလိမ့်မယ်ဘုဒ္ဓဘုရားသမ ्या ကိုစိန်ငါပြကြားမှချမ်းသာတော်မူကြပါစေလို့ဆရာအနေနဲ့အထုဆုံးမခါဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။